ကိုဖို့ကျော်လို့ခေါ်တဲ့အသက်လက်ပဲရွယ်လူငယ်လေးတယောက်ဟာလူကြီးမဲလို့ပဲသူ့ရဲ့လူကိုညင်းငွေ့နေပတဲ့ဗျာသူကတော့ကမ္ဘောဒီးယားမှာရှိတဲ့ရွာငယ်လေးတွေမှာ နေထိုင်လျက်ရှိပါတယ်သူဟာလယ်ယာမြေခွက်ကြီးကြီးကိုပိုက်ဆိုင်ထားပြီးတော့တိပင်စားပင်နဲ့ဟေတီဟင်ရွယ်ဒေတီဝလန်တွေအိုးအပင်မျိုးစုကမှစိုက်ပျိုးပြီးတော့ဆော့ခူရောက်ကြလျက်ရှိပါတယ်အဲဒီကရတဲ့ပိုက်ဆံတွေကိုတော့သူ့ရဲ့ဘေးမှာပြန်ရင်းလေးရှိပြီးတော့မြေခွက်တွေတော်တော်များများဝယ်ယူစုဆောင်ထားလျက်ရှိပါတယ် ရွာကသူတို့ချို့လေဒီဆက်ပြိုးရဲ့အလုံနဲ့ဗန်မင်းဝမ်းကြောင့်လူကယ်ကြပါတယ်။ဒီနေရာမှာရှိတဲ့လေယာမေတွေဟာ အတော့ကိုထိုးဆန့်လာဗျ။ဘလို့လဲဆိုတော့လေယာသစ်ပေတွေဆက်ပြိုးလူကယ်ကြတဲ့ခါမှာတော့တင်နာတွေအတော့ကိုမှဖြစ်တော့အောင်မြင်ကြပါတယ်။ဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူး။နောက်ထပ်ထိုးဆန့်ပြီးတော့တဲ့မျိုးကြီးချင်းစရာကောင်းတဲ့ပိုးပင်လို့လို့ဘာလုံးလုံးနဲ့ကြောက်ရတခုလည်းရှိပါတယ်။အဲ့ဒါကတစ်ချေကဒီနေရာမှာ အဖာစာကျူးတဲ့ဘလူးတကောင်ရှိခဲ့တာဖြစ်ပြီးဒီနေ့ကျရင် သူပြန်လာခဲ့မယ်ဆိုတဲ့တန်တားရီဆန်းဆန်းပိုပြတို့ဖို့ပါ သူကအခုချိန်မှာရုပ်ထုဖြစ်နေပြီးတော့ဒီနေရာမှာရှိနေခဲ့တယ်ဗျာအခုမြင်နေရတဲ့ရုပ်ထုကြီးကလူသားစားဘလူးရုပ်ထုကြီးပါဒါပေမဲ့လူတွေကလည်းအဲ့ဒါကိုတေးပြီးတော့မယူကြပါဘူးရွာလမ်းမကြီးရဲ့နဘေးမှာတော့အိမ်သေးသေးလေးတလုံးပြီးခြားစွာရှိနေခဲ့ပါတယ်အဲ့ဒါကတော့ကိုဖိုးကျော်ရဲ့အိမ်ဖြစ်ပြီးအိမ်နောက်ကျောင်းမှာတော့ လေယာဆက်ခင်းဥယင်ကြီးကို တွေ့ရမှာပါ။ဒါကြောင့်တချို့လူတွေကလည်းဗေဒဲ့အိတ်ကိုကြည့်ပြီးတော့အထင်သေးလို့မရပါဘူး။ဘိုးကျော်ဟာသစ်ပင်မျိုးစုံနဲ့ပြည်နေတဲ့သူ့ရဲ့ဆိုင်ခင်းလေးကိုကြည့်ပြီးတော့ရပန်ရကားညင်းနေလေရှိတယ်ဗျ။တရေကစားချင်ရတော့တရေဖြစ်အောင်လုပ်တဲ့လောလောဆယ်တော့တထေးစာမပြောနဲ့ဟေ။ခွေးစာတော့နတ်မှာတော့မဟုတ်ဘူး။ဘယ်နဲ့တရေဖြစ်ဖို့အဲ့လောက်ခက်ခဲရတာလဲ။ တင်းတင်းတင်းပိန်ဖားလိုက်တာကွာဟူးအိမ်မက်တွေတွေရိုးကန်ရအောင်မှာပဲကိုဘိုးကျော်တရားကိုလူပြည့်ချိန်မှာညှိတွားနေခရင်နဲ့ဒေဝင်ချင်းလေးကိုရောက်လာခဲ့ပါတယ်နေလို့ကြီးကတဖေးဖေးနဲ့အနောက်ဘက်ကိုဝင်သွားပြီးတော့မောင်ကြီးပြုံးလာခဲ့ပါတယ်ခေါင်းခင်ကြီးကမောင်မိုက်လာခဲ့ရင်အပန်းမီလေးပီလေးတွေကလည်းတိုက်ခတ်လာခဲ့တယ်ဗျာဒါပေမဲ့ဒီနေ့မှလေတိုက်တဲ့ပူဇာဟာအခါတိုင်းနဲ့မတူဘဲထိုးဆန်းသလိုရှိနေခဲ့ပါတယ် အဲ့ဒီအချိန်မှာဘိုးကျော်ဟာဘော်ဘီမျက်ပေတွေရှင်းနေခဲ့ပြီးတော့ဒီနေရာ၌ပေါက်ထူးဖြစ်ပေါက်နေခဲ့ပါတယ်။သူပေါက်ထူးဖြစ်ပေါက်နေလို့ခဏကြာတဲ့အချိန်မှာကြောက်ခဲလို့ထရတဲ့ຢာတစ်ခုကိုသွားပြီးတော့ပေါက်မိပါတယ်။အဲ့ဒါနဲ့သူလည်းဘာလဲဆိုတာစူးစမ်းချင်တဲ့စိတ်နဲ့ဆက်လက်တူးဖော်လိုက်တော့ရှေဟောင်းရုပ်ထုလေးတစ်ခုကို သွားတွေ့ခဲ့တယ်ဗျာ။ထိုရုပ်ထုကတမန်ရုပ်ထုမဟုတ်ဘဲညောင်တကယ်သို့မျက်လို့တွေပါရှိနေကပါဇက်မှလည်းအစွဲတွေပါရှိနေတာကို တွေ့ခဲ့ရပါတယ်။ နည်းနည်းလန့်စရာကောင်းတာကအဲ့ဒီရုပ်ထုရဲ့ပါးစပ်မှာသွေးဆက်လေးတကယ်လို့ပေးချန်နေပြီးတော့ကြောက်စရာကောင်းတဲ့ပုံစံပြဒါဆိုရောကျေးဇူးပါတယ်ဒီရုပ်ထုကဒါတိုင်းထဲကဘလူးရုပ်ထုပဲဖြစ်ပါတယ်ကိုဖို့ကျော်လည်းဒီရုပ်ထုကိုတွေ့တာနဲ့အနေရရှိတဲ့ရုပ်ထုဆိုတာကိုသိလိုက်ပြီးဘူကြီးเจ้าကိုယူသွားဖို့ဆိုပြလိုက်ပါတယ်သူဘူကြီးเจ้าကိုရုပ်ထုယူလာတဲ့ညီကွင်းကိုဘူကြီးတစ်ပါးတွေ့သွားတဲ့အခါမှာမျက်နာပြည့်သွားခဲ့ပါတယ် မျက်နှာပေါ်မှာအတိတ်လမ်းဖြစ်နေတဲ့ပုံစံဖြစ်ထို့တို့မိခဲ့ပါတယ်တခါတခါအဲ့ဒီရုပ်ထုကိုဘာမှမလုပ်နိုင်အောင်တော့တန်ချောင်းကြောထင်ကြီးကိုအမြန်ပွားဖို့ခဲ့သွားဘိုးကြီးတစ်ပါးဟာထို့တို့ပြောလိုက်ပြီးတော့အတော့ကိုမှကြောက်လန့်နေခဲ့တယ်ဗျာအဲ့ဒီရုပ်ထုကိုလေအခေါက်တလားတဲ့ထည့်ပြီးတော့တခုခုလို့ဖို့စီစဉ်လိုက်ပါတယ်ကျောင်းမှရှိတဲ့ဘိုးကြီးတွေကိုလည်းအရေးပေါ်ခေါ်လိုက်ပြီးတော့ရုပ်တို့ကြီးနဲ့တူပွားလာတဲ့အန်တီရီတွေကို ဖြစ်ရှိဖို့လုပ်ကြင်ကြပါတယ်။ရုတ်တရက်အခေါက်တဲ့ထဲဘိုးကြီးတွေကလည်းထိုရုတ်တရက်ကြီးကိုမိုင်းပြီးတော့အပြေကနေပိရိတ်ချိုးကြီးစီးတားလိုက်ပါတယ်။ပြီးတော့မှဘိုးကြီးတွေရဲ့ရိုးရာတိုင်းပိရိတ်တွေပါပြီးရော့ဆူခဲ့ကြပါတယ်။ဘိုးကြီးတွေကြာရခက်စွာနဲ့လုကြကင်ကြပြီးမှတော့အဲ့ဒီရုတ်တရက်ကြီးကိုမိစကြိုဆက်တဲ့ထဲကမီရှိုလိုက်ကြပါတော့တယ်။ဒါတွေကိုတိတ်မနေရတဲ့ဖိုးကျော်လေးတူတွေတော်တော်လေးကမှဒူးဆန်းနေခဲ့တယ်ဗျာ။ ခဲလူငယ်တယောက်နေနဲ့လေဒီကိစ္စတွေဆိုတာလောဟမျိုးကြီးနေတဲ့အရာတခုဖြစ်ပါတယ်။အဲ့ဒီလိုနဲ့တနအီကြာမြင့်သွားတဲ့ချိန်မှာတော့သူ့စီကိုကျောင်းထိန်ဘိုးကြီးရောက်လာခဲ့ပါတယ်။ကျောင်းထိန်ကြီးရဲ့မျက်နှာကိုကြည့်ရတာတော့စိုးရိမ်ပူပန်မှုတွေနဲ့ပြည်နေခဲ့တာပုံ။ရိုးရိုးထုကကြာလာပြီဖြစ်တဲ့ရှီဟောက်ပပူရိုးထုလေ။ရိုးရိုးရိုးထုတော့မဟုတ်ဘူးနော်။တချေကလူတွေကိုစားဖောက်ခဲတဲ့လူသားစဘလူးရိုးထုကိုယ်ဒါပေမဲ့ ပြောက်သွားတာဆယ်စုနှစ်ရှိပြီအခုတော့အခြေတမ်းမြည်ထင်ပါတယ်သူပြန်ရောက်လာခဲ့ပြီဂျူးဆိုင်ကြဖို့ပဲပြောရှင်နေအေးထို့သောမဒီဘေးစကားဆိုခဲ့ပြီးတော့ကိုဖိုးကျော်အားအစားပြည့်စည်လေးတစ်ခုပေးခဲ့ပါတယ်အဲ့ဒီပြည့်စည်လေးဟာအေဂျင့်တကယ်သူပုံစံရှိပြီးအန်ဒီရဲ့ကိစီမဲ့အဆောဖြစ်ပါတယ်ယော့တကဖိုးကျော်ဒါလေးကိုအမြဲဆောင်တာဒီအဆောလေးကဘလူးရံကနေလော့ဖို့ကူညီပေးပါလိမ့်မယ်မင်းမာ ီဆောက်ရှိနေတွေ့သူ့မေကိုမြင်ရမှာမဟုတ်ဘူးဒါလေးကိုကိုနဲ့မခွာအမြဲဆောက်တာနော်ကဲကဲအခြေလဲလိနေပြီဆိုတော့အေးပြန်ဖို့လုပ်တော့ရေဒါနဲ့ကြောက်တယ်ပြန်လို့ဖြစ်တယ်မလားအေးအေးဘယူးဆက်ပါကွယ်ဘယ်လို YouTube ပေါ်လာတဲ့ချိန်မှာတော့အနာရောဂါတွေပါတခါတည်းပါလာခဲ့တယ်လို့ပြောရမယ်ဗျာထုံညမှာတော့ကိုဖိုးကျော်တရားရုတ်တရက်နေမကောင်းဖြစ်ပြီးတုတ်ခွေးမိစလို့ဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက် အဲ့ရပေါ်မှာလဲပြီးတော့ညနေကကိစ္စကို တွေ့ရင်လည်းသူဟာအိတ်မပျော်ခဲ့ပါဘူးတဖက်မှာလည်းဘိုးရဲကျောင်းမှာရှိတဲ့မိတ္တိโจဆောက်ဟာစုညာတာတွေနဲ့ပြလို့ရှာရှာဖြစ်နေခဲ့ပါတယ်အဲ့ဒါနဲ့ကျောင်းထဲကြီးကလည်းဘာဝီအဲ့လောက်စုညာနေရတာလဲဆိုပြီးကမန်းကန်းလာရောက်ကြည့်ရှုခဲ့တာပေါ့အဲ့ဒီမှာတော့စုညာရတဲ့အကြောင်းရင်းကိုတွားတွေးခဲ့ပါတယ်အဲ့ဒါကတော့မိတ္တိโจလိုက်တဲ့ဘလူးယူထူးကနေထွက်ပေါ်လာခဲ့တဲ့ဘလူးကြီးပဲဖြစ်ပါတယ်ဒါဆိုရင်တော့ မင်းနဲ့တော့မှဒီရုပ်ထုတ်ကြီးကိုမဖြည့်ဆည်းနိုင်ဘူးဆိုတဲ့သဘောပေါ့ဗျာလူတွေအတွက်အတော့ကမှအန်တီရရှိတဲ့ဘလူးကြီးမဟုတ်ရှာတော့လေတူလို့ချောက်ချာသွားခဲ့တာပေါ့တို့ဘလူးကြီးဟာနေရနေတဲ့မြေလုံးတွေဖြစ်ကိုကြည့်တီကြည့်လို့ကအသားကိုရှာဖွေနေပူရပါတယ်အဲ့ဒါနဲ့ရှာတော့လေဒေါက်တာအမြန်ပြန်လာခဲ့ပြီးတော့တခြားတန်ခါတော်တွေကိုပြတိပေးပြောဆိုခဲ့ပါတယ် အရေးကြီးတာကတော့ကလေးစငယ်တောက်သားလေးတွေကိုဘောင်းကျောင်းနေပဲဖြစ်ဖြစ်အဆောက်အထဲကနေအပြင်ဖက်ဖို့အထူးမှားကြခဲ့ပါတယ်။ပြီးတဲ့အချိန်မှာဘိုးကြီးကြကဘိုးကြီးတွေမကကြွားထဲမှာရှိတဲ့လူတွေလည်းအန်ဒီရရှိနေပြီဆိုတာစတဲ့တွေးမိလိုက်တာပေါ့။အဲ့ဒါနဲ့ကျောင်းထဲကြီးကရဲရဲတဲ့အဆောက်ရောက်တွေထည့်ပြီးတော့ကြွားသူရွာသားတွေစီသတိပေးပြောဆိုဖို့ထွက်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ရွာဝင်းဝဝကိုရောက်မှာပဲအတားစီတစ်ခုရှိနေခဲ့ပါတယ်။ဒါနဲ့ကြောက်တဲ့ကြီးကလည်း ။ဘာများလဲဆိုပြီးမောကြည့်လိုက်တော့ဇေဝါရောဗျာ။ပိတ်ရက်နေတဲ့ဘလူးဂျီဖြစ်နေခဲ့ပါတယ်။အများသူငါတွေကိုကျိုးဆက်ကပြီးထွက်လာခဲ့တဲ့ကျောက်တန်ကြီးဟာကံမကောင်းစွာနဲ့ပဲဘလူးဂျီနဲ့သွားတိုးခဲ့ပါတယ်။ကျောက်တန်ကြီးကလည်းလက်ထဲမှာဆင်သေးပါတဲ့အစားဖြင့်ဘလူးမရှဲရက်နေခဲ့ပါတယ်။ထို့နောက်အသက်အောက်ပြီးတော့သူ့ကိုဘလူးဂျီမတွေ့စေရန်အာယူပြုဆူတောင်းနေခဲ့တာပေါ့။အဲ့ဒီချိန်မှာလူကြီးကထိုးထိုးပြောခဲ့ပါတယ်။ဟာ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  မင်းမှာပစ္စည်းကောင်းလေးတခုရှိတာပဲအဲ့ဒါကြောင့်ငါမင်းကိုတွေးရဘူးဒါပေမဲ့မင်းငါနားမှာရှိတယ်ဆိုတာငါရဲ့နှာခေါင်းကသိရဲ့ငါမင်းစီကနေပဲပိုးကွယ်လို့ရရရမယ်ငါရဲ့နှာခေါင်းကနေပိုးရှာလို့တော့မရဘူးဒီစကားကိုကြားရတဲ့အချိန်မှာတော့ကျောက်ထဲကြီးကမြအတော့ကမှတုံ့လို့သွားခဲ့ပါတယ်အဲ့ဒီနောက်ဘလူးကြီးကလည်းသူ့ရဲ့နှာခေါင်းဖြင့်ကျောက်ထဲကြီးရှိတဲ့နေရာစီ အနက်ခံလိုက်ပြီးတော့သူ့ရဲ့လက်နဲ့ဖမ်းဆိုးလိုက်ပါတော့တယ် တကယ်တော့ဖမ်းဆိုးတယ်ဆိုတာနဲ့ဝမ်းပိုက်တဲ့ကိုလက်နဲ့ထိုးသွင်းလိုက်တာပါထို့နောက်ဒေါက်တာကြီးဟာဆင်ကောင်းစွာနေပြီးရင်းကျက်ဆက်ဆက်အစားခံလိုက်ရပါတယ်နေပေါင်းများစွာအိတ်ဆက်နေတဲ့ဘလူးကြီးဟာစားလောက်မော့သိစွာပြီးဆရာတော်ကြီးရဲ့ဥသေးကလီစာတွေကိုနေရင်ရှဲရင်နဲ့စားနေခဲ့တာပါလူရုပ်ကိုစတင်တွေ့ခဲ့တဲ့ကိုပိုးကျော်လေအခုချိန်မှာသူ့စိတ်ထဲလေးနေခဲ့ပါတယ်။ညနေလာလေးလေးဝီဗီတို့အိမ်မပြောလေးဖြစ်နေခဲ့တာပေါ့။ အဲ့ဒီထက်မှမှာဂျာတန်းမှာရှိတဲ့ကျွဲနာတွေဟာနေ့တဲ့ကူသလိုတညလိုအော်နေခဲ့တယ်ဗျာအဲ့ဒီတန်းတွေကြောင့်ဘူဖို့ကျော်တရားကိုစိတ်ချောက်ချစွာနဲ့ဘလို့မှအိမ်မရခဲ့ပါဘူးဒလေးဆမေဆိုတာကလည်းနမည်တစ်ခုလို့ဆိုရမယ်ဗျာအဲ့ဒီအချိန်မှာပဲဘလို့ကြီးကလည်းရွာလန်းတဲ့ရှောက်လာနေခဲ့ပါတယ်အဲ့လိုရှောက်လာနေခဲ့တာကိုကိုဖိုးချော်ကလည်းတွေ့လဲရတာပေါ့ဘလို့ကြီးကိုကြည်ရတာတော့ သူစားမဲ့သားကောင်တွေကိုလန့်လန့်ရှာဖွေနေခဲ့ပြီးဟိုကြည့်ဒီကြည့်ဖြင့်ကိုဖိုးကျော်ရဲ့အေကိုတောင်လှဲ့ကျင့်နေခဲ့သေးပါတယ်။ဒါကိုကလေးကမှဆဲချောက်ချပြီးအိမ်များတဲ့ကိုဖိုးကျော်လည်းလူကြီးကိုညီတော်မှငြိမ်ချသွားခဲ့ပါတယ်။တကယ်တော့ဒီတိုင်းညီနေတာမဟုတ်ပေကြောက်လို့မလွတ်ရတော့တာပါ။ဒါကြောင့်အေကျော်မှထိုင်ပြီးတော့ဘာသမ်းမဖယ်လာအောင်သူခင်ဗျာကြောက်နေခဲ့တာပေါ့။အဲ့ဒီညမှာတော့မနဲ့မောမြန်လင်းပါစေလို့ဆုတောင်းရင်းနေပြီသူ့ရဲ့ညတာကုတ်ဆုံးသွားခဲ့ပါတယ် အကြောင်းရားရီပြည်နယ်မနေ့ရောက်မှာတော့ဂျာဦးဂျာကိုအပြေးလွှားရောက်လာခဲ့ပါတယ်။ဒါရတဲ့အကြောင်းကတော့သူညကတွေ့ခဲ့ရတဲ့ဘလူးချောင်းနဲ့ပတ်သက်ပြီးတော့ရှာတော်စီကကိုင်ကြီးလာတောင်းခဲ့တာပါ။ဒါပေမဲ့ကျွန်တော်တို့တွေ့ခဲ့ရတဲ့အချိန်ပဲရှာတော်ကြီးကသွားနေပြီဖြစ်တာကြောင့်သူနဲ့တွေ့ခွင့်မရခဲ့ပါဘူး။အဲ့ဒီမှာယောက်သားလေးနဲ့ဆိုခဲ့ပြီးတော့ရှာတော်မှာခဲ့တဲ့ကြောင်းတွေကိုတီးခဲ့ရပါတယ်။ဂျာဇွေနဲ့ကဘလူးကြီးပြန်ရောက်လာပြီဖြစ်တဲ့အကြောင်းနဲ့ညာဘက်တွေပြင်ထွက်ဖို့မှာခဲ့တဲ့ကြောင်းတွေကိုပါ ပြန်ကြားသိခဲ့ရပါတယ်။ဂျာနေရီကိုတော့ဆရာတော်ပြောခဲ့တာကြောင့်ကိုဖို့ကျော်လည်းအခက်တွေ့နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အခုချိန်မှာအာလူကအန်တရဲ့ကြားရောက်နေတဲ့အခြေဖြစ်ပါတယ်။အဲ့ဒါနဲ့ဘလူးကြီးကိုဘလူးရေးဆဲရမလဲဘလူးကိုက်ထွေးရမလဲဆိုတာတွေ့နေအဖြစ်တစ်ခုသွားတွေ့ခဲ့ပါတယ်။အဲ့ဒီအဖြစ်ကတော့ကမာလူမျိုးနဲ့ဆရာ ကိုမိုးညိုးဆိုတဲ့သူကိုရွာပစ်ပြီးတော့ဘလူးကြီးကိုနှိမ့်နှိမ့်စင်မဲ့ကြာစီပုံ။အဲ့ဒီကြာစီတိုက်ပွဲ ဘူကြီးကျောင်းမှာရှိတဲ့ဘူကြီးတချို့ ਨੇ အဲ့ဒီနဲ့ဆရာကြီးကိုဆက်သွယ်ခဲ့ပါတယ်။ဒါပေမဲ့ဆရာကြီးကခီးလော်နေတာဖြစ်တာမလို့မနေ့ကမှလာခဲ့နိုင်မယ်ဆိုတဲ့အကြောင်းလေသိခဲ့ရပါတယ်။ဒီလိုနဲ့ကိုဖိုးကျော်လေးအိမ်ပြန်ပြီးတော့ဘလူးကြီးနဲ့မတွေ့နိုင်အောင်ပိုးကွယ်နေရတာပေါ့ဗျာ။ဒါပေမဲ့ဒီညမှာတော့ဘလူးကြီးဟာကိုဖိုးကျော်ရဲ့ AC ကိုထူဆန်းစွာနဲ့ပဲဆက်ဆိုင်မြင်မြင်ရောက်လာခဲ့ပြီးတော့ကိုဖိုးကျော်ကိုရှာပွေခဲ့တယ်ဗျာ။ ဘလူးကြီးဟာအချက်တစ်ခုကြားတဲ့အထိအေရှေ့မှာစောက်ကြည့်နေခဲ့ပါတယ်။ကိုပိုကျော်ကလည်းဆရာတော်ရဲ့မှတိုင်းဒီထက်ကနေအပြည့်လောဝခတ်မလာခဲ့ပါဘူး။အဲ့ဒါနဲ့ဘလူးကြီးကလည်းမင်းမလာရင်ငါလာခဲ့မယ်လို့တွေးလိုက်ဖို့ရတယ်ဗျာ။အဲ့ဒါကြောင့်ကိုပိုကျော်ပိုးနေလောက်မဲ့နေရာတွေစီလိုင်လံကြည့်ရှုရှာဖွေခဲ့ပါတယ်။ဒါပေမဲ့လူကြီးလိုင်လံရှာဖွေခဲ့ပြီမယ်လေကိုပိုကျော်ဟာအေးထဲမှာရှိမနေခဲ့ပါဘူး။အဲ့ဒီချိန်မှာတော့ လူကြီးတဲ့စောစာထွက်သိမ်းလာခဲ့ရင်လည်းအိနာကဥယင်ကြီးထဲရောက်နေခဲ့ပါတယ်။ဒီနေရာမှာကိုပိုးကျော်ဟာခြေတလန်းပါသွားပြီးတော့ရွာဦးကျော်စီပြေးသွားဖို့ကြိုးစားနေခဲ့ပါတယ်။အဲဒီမှာပြင်းနေတဲ့တိတ်တန့်တစ်ခုနဲ့တိတ်မိပြီးတော့လဲကျသွားခဲ့တာပေါ့။လဲကျသွားလာတဲ့ထိုးဆန်းကိုဘလူးကြီးကကြားသွားပြီးတော့ချက်ချင်းလိုက်လာပါတော့တယ်။ထို့နောက်ဘလို့မှပြင်းမရတော့ဘဲဘလူးကြီးရဲ့လက်ထဲအဖမ်းခံလိုက်ရပါတယ်။ထိုချိန်မှာဘလူးကြီးက ကိုဖိုးကျော်ကိုဆိုးကြိုက်ထားရုံမကခရကုမရှိတဲ့ရိုးတွေကိုပါတခါတည်းညံ့ညံ့ကြီးအောင်ချိုးပြေးလိုက်ပါတယ်။မလွတ်နိုင်တော့ဘူးဆိုမှနောက်ဆုံးသူ့ရဲ့စာပြေအစားခံလိုက်ရတာပေါ့။တတိပြစ်ချတဲ့ကိုဖိုးကျော်ဟာလေသူ့ရဲ့ဘဝဟာဘလူးဂျီရဲ့ပစက်တဲ့အဆုပ်တဲ့သွားခဲ့ရပါတယ်။နောက်နေ့မနေ့မှာတော့သူတို့ခေါ်တဲ့နေဆရာကိုမိုးညိုရောက်လာခဲ့ပါတယ်။ကိုမိုးညိုရောက်လာတဲ့အခါမှာတော့ဝကြီးတပားနဲ့ကိုမိုးညိုတို့အကြိုးကြောက်ပြောဆိုကြတာပေါ့။ ပြီးတာနဲ့အကိုညီတို့တဲ့ကိုဖိုးကျော်စီထွက်လာခဲ့ကြပါတယ်သူတို့ကိုဖိုးကျော်ရဲ့ AC ကိုရောက်မှာတော့အရှင်ကြီးကိုမတွေ့ခဲ့ရဘူးဗျာဖူဒူဆန်ဆန် AC ကြီးကပြုတ်နေတော့သူတို့လည်းလက်လံရှာပွေခဲ့ကြပါတယ်အဲ့ဒီလိုလက်ရှာကြရင်လည်းကိုဖိုးကျော်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတွေ့လည်းရပါတယ်အဲ့ဒါကြောင့်နေဆရာကြီးကအလာကောင်းပြီမဲ့အခါနောင်းသွားခဲ့ပြီဆိုတာတီးလိုက်ရပါတော့တယ် အယူတကြားအပါတကြားဆိုတဲ့စကားတိုင်းပဲအခုချိန်မှာတော့ကိုဘူဂျောဟာစားကြွေးကြံတစ်ခုနေနေပြီရှန်ရှိလို့နေပါတော့တယ်။နောက်ထဲအန်အောင်ဖို့ကောက်တာတစ်ခုလည်းရှိနေခဲ့တယ်ဗျာ။အဲ့ဒီဘလူးရုပ်ထုကြီးဟာကိုဖိုးကျော်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပေါ်ရောက်နေခဲ့ပြီးတော့သွေးတွေပေးနေခဲ့တာပေါ့။တောင်းမှပါတယ်မိတ်ဆွေကြီး။ကြို့ခမားကိုမကယ်လိုက်နိုင်တဲ့အတွက်ညစွာဆင်မကောင်းဖြစ်ရပါလေ။ခမားလိုနောက်ထဲဘသူမှထင်ထင်ဖြစ်စေရဘူး။ကြို့ဂရိပေးတယ်နော်။ ဇာကုံမိုးညိုဟာဒီရွာကလူတွေကို သူ့အဖြစ်ဆိုနဲ့ထက်မကြွရလေအောင်ဒီဘလူးယုထုကိုသူ့နဲ့တူယူသွားဖို့ဆိုပြဲလိုက်ပါတော့တယ်။ဒါကြောင့်ပဲဒီယုထုကိုသူ့နဲ့တူယူသွားပြီးတော့ကိုဘိုးကျော်ရဲ့အေကနေစတဲ့ထွက်သွားပါတော့တယ်။ထို့နောက်ရွာကနေပါခက်ခွာပြက်ွယ်သွားခဲ့တယ်ဗျာ။ဟုတ်ကဲ့ပါ။ဒီဇလန်းလေးရဲ့အဆင်းနဲ့တူပြန်လာခဲ့ပါမယ်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။